ဘိုခင်ညွန်းကဖုန်ကြီးကိုပါစွန်ကတ်ရှင်လို့ခွင်တောင်းချိန်မှာဘိုတန်းရွှေကရတရရွှေမှာစိုးရိမ်လို့ကိုပါအစာသုံးပါတာခွင့်ပြုခဲ့ပါတယ်ဒေါအောင်ဆန်းစုကြည်ကိုဆေးအနာရှင်များကကြောက်ရွံ့ပြီးသူမကိုမလိုမုံထားပြိုင်ဘက်အဖြစ်သတ်မှတ်နေတဲ့ဥနေဝင်းရဲ့သမီးဒေါခင်ဆန္နာဝင်းဟာမနာလိုမရှုစိတ်ဖြစ်ခဲ့ပြီးဒေါအောင်ဆန်းစုကြည်ကိုတတိရှိရင်တနက်ရှင်းပြိုင်ပစ်မလားလို့တောင်းစိန်ခေါ်ခဲ့ဘူးပါတယ်။ ုခင်ညွန့်ရှမ်းရှမ်းတောက်တကိုးအနာထွားခဲ့စဉ်က ကကကြီးကိုကင်ထားတဲ့ဘုံမောင်ရဲ့အနေနဲ့တိုင်းမှုတွေကိုမင်းတို့ထောက်လိုင်းရိတ်ကခိုင်းတိုင်းလိုက်မလုံနဲ့လို့မှားထားတဲ့ကြားတဲ့ကတိုင်းမှုတွေဟာဘုခင်ညွန့်ကိုကြောက်ရွံ့ကြလို့ကကလန်နဲ့ကကကြီးစစ်ဦးစီးပုံမှုကျုပ်စီရီတို့တိတ်တဆိတ်ညီနိုင်ကအောက်ရှေ့မှာနားလည်မှုယူကလှုပ်ပေးကြရတယ်လို့သိရှိရပါတယ်။ ရာမခတိုင်းတို့စစ်တပ်မှုများနဲ့နိုင်ငံတကာကတန်တမန်များတွားရောက်လဲပတ်တဲ့ခီးစဉ်တစ်ခုမှာကကလန်ကကကကြီးရဲ့အရှိန်အဝါကိုဘုံမောင်အေးမတိလိုက်ရပဲအတုံးပြူခဲ့ပါတယ်။အခုချိန်မှာတော့ဘိုးချုပ်ကြီးခင်ညွန်ဟာလောင်အိမ်ထဲကငှက်ငယ်လေးတက်ဖွဲအကြေကျုပ်ဆံမြန်းနေရတာဖြင့်တရားကြစရာကောင်းလာပါတယ်။ဘုဂျုတ်ကြီးခင်ညိုဟာနာအဖအဖွဲအတွင် တကိုးအာနာအထက်ဆုံးလို့ပြည်တွင်းကသတ်မှတ်ခဲ့ပါတယ်။ သူလက်သူရှင်နဲ့1988မှ2003အထိနေရာပေးခံရသူဖြစ်ပါတယ်။ဥနေဝင်ရဲ့မြေဇွဲနေဝင်ကိစ္စနဲ့ဆက်လင်းပြီးအာနာရှင်ဘုတန်းရွှေကစတင်အညှို့ထားခဲ့ရမှဘုခင်ညွန့်နေဝင်ချိန်စတင်ခဲ့ပါတယ်။ပကံရှိဖျားတဆူကိုဘုခင်ညွန့်ဦးစီးလုပ်တဲ့ဖျားထီတင်ပွဲမှာဖျားထီတက်တဲ့အနောက်ဘက်က တိုက်ဆိုင်စွာဖြင့်နေဝင်သွားသည့်နမိတ်ဆိုးများဖြစ်ပေါ်ခဲ့ပါတယ်။ ဒေတာဖွံ့ဖြိုးရေးစီမံကိန်းတိစောက်ရေးလုပ်ငန်းခွင်တစ်ခုမှာစစ်ဆေးနေခဲ့ဘုခင်ညွန့်ဟာသူ့သွားရမယ့်လမ်းကြောင်းအတိုင်းမသွားဘဲဖုံးကန်နေစေမဲ့တန်းအောက်တွေရှိတဲ့လမ်းကြောင်းကိုဖျက်သွားမိပါတယ်။အခုတော့ဘုခင်ညွန့်ကိုရန်ကုန်မြို့ကိုမှရွှေနှင်းစီလမ်းရှိဘူတန်းရွှေရဲ့တက်မမှုဘဝကရထားတဲ့ရှမ်းမှာအကျဲကျုပ်ထားတယ်လို့သိရပါတယ်။အဲ့ဒီအရဲ့အရှိလမ်းမှာအချိန်တားပုတုံးတစ်ခုခင်ထားပြီး ရှန်စီယိုအတွင်မှမထွက်ပြေးစေဖို့မီဆလိုက်တစ်ခုကိုညဘက်မှထွန်းညှိထားပါတယ်။ဘုခင်ညွန်းကဖုန်ကြီးကိုပါဆွန်ကက်ရှင်လို့ခွင်တောင်းချိန်မှာဘူတန်းရွှေက ရတရရွှေမှာစိုးရိမ်လို့ကိုပါအစာသုံးပါးသာခွင့်ပြုခဲ့ပါတယ်။တွားရောက်ခဲ့တဲ့ဆရာတော်ကြီးတပါကဆွန်ကက်ခံရချိန်မှာအရှုပ်ပဲရှုတ်တဲ့စွာကတ်နေရတဲ့ဘုခင်ညွန်းကိုမြင်ရလို့သင်္ခါရတရားကြားလာကြောင်းမင်းမှုထံကန္နာတစ်ပင်ဖြစ်ကြောင်းပြောခဲ့တယ်လို့သိရပါတယ်။ ဗိုလ်ခင်ညွတ်ဇပင်ဟာရခင်ကအယောင်ဆိုးထားပြီးယခုအခါမဆိုးနိုင်ပဲတကောင်းလုံးဖြူဖွေးနေတဲ့အပြင်နေ့စဉ်တရားထိုင်နေရတဲ့သူဘဝရက်တက်ရင်မှစောင့်ကြပ်မှုနဲ့အရှုပ်ခံနေရတဲ့ဘဝထဲမှာမမြင်ရနိုင်စရာမကြည့်ရနိုင်စရာတိမ်ငယ်နွမ်းပါနေလို့စုတ်တက်တက်နဲ့တရားကြစရာကောင်းလာပါတယ်။ ဘိုးချုပ်ကြီးခင်ညွန်းဟာသူ့ကိုထားမဲ့အကျယ်ရုပ်အင်ကိုစတင်ခေါ်ဆောင်လာတဲ့နေ့မှာပဲသူ့ရဲ့ယူနီဖောင်းအားလဲလဲဖို့ကကကြီးကအမိန်ပေးမှုကိုအမြင့်မရုပ်တရက်ပြုတ်ကျလာတဲ့သူ့ရဲ့စိတ်တိကိုက်ပောက်ကွဲမှုနဲ့အတူညင်းဆန်ခဲ့လို့ညစဉ်သူ့အိတ်တိုင်းအနီးကပ်စောင့်ကြည့်ဖို့ထားရတဲ့အာနာပကွက်သားလူကျန်းနှစ်ဦးနဲ့နှစ်ပါးသွားရပုံအားဖြင့်တန်ဝေကရစရာကောင်းလာပါတယ်။ ဆက်လက်ပြီးတော့ဆေးအာနာရှင်အဆက်ဆက်ကအဖြစ်အပျက်တွေကိုသိနေတဲ့အင်းရကန်ကြီးရဲ့မှတ်တမ်းတစ်ချို့ကိုကျွန်တော်ကိုဖို့တရုတ်ကတင်ပြပါအောင်မယ်။အင်းရကန်ကြီးဟာမြန်မာနိုင်ငံထိပ်ပိုင်းကောင်းဆောင်တွေရဲ့လှုပ်ရှားမှုပုံရိပ်တွေကိုတက်သေးထူနေပါဗါး။ကိုလိုနီခင်မှာဂလုံဦးစောဟာဝင်ကြီးချုပ်ဖြစ်ခဲ့ပြီးမှအမျိုးသားကောင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းကိုလှုပ်ကြံခဲ့လို့မြမတမိုင်းမှာရုပ်ဆိုးစေတဲ့အဲ့ဒီဖြစ်ရက်ကိုအင်းရကန်ကြီးကတည်နေတဲ့အကြောင်းပထမဦးစွာတင်ပြခြင်းပါတယ်။ အဲ့ဒီတုန်းကအင်းရကန်ဆောင်နှစ်ပေးမှာဂလုံးဦးစောနဲ့နောက်ပါလက်ပါစင်များဟာအရက်သေးစာတောက်စားပြော်ရွှင်မြူတူခဲ့ကြပြီးလက်နက်ခဲရန်တက်တာတွေကိုအင်းရကန်အတွင်မြုံနှံခဲ့ကြတာဖြစ်ပါတယ်။ဂလုံးဦးစောတမီးအိမ်မက်မတီပဲကားအယောင်းဝယ်ကိစ္စနဲ့ရောက်သွားသူတဦးဟာအဲ့ဒီအိမ်မှာရှိတ်ထားတဲ့ဦးစောတပ်ပုံကြီးကိုရုတ်တရက်မြင်လိုက်ရချိန်ကဦးစောမမတီသေးပဲစက်တရီမရှိ ရုပ်မှောက်ကြက်ကြဲမျက်နှာလို့မှတ်ချက်ပြုခဲ့ဘူးပါတယ်။ နောက်ပိုင်းဦးစောမန်းတည်ပြီးနောက်အဲ့ဒီအိမ်နဲ့မပတ်သက်တော့ပဲဝေးဝေးကရှောင်ပါတော့တယ်ကလုံဦးစောရဲ့တားဆင်မြည်ဆက်တလျှောက်ဟာရောက်လေရာနေရာတိုင်းမှာမြန်မာပြည်သူတွေရဲ့ရှောက်ရှအပေခံဘဝရောက်ခဲ့ရပါတယ်။ပြည်သူလေးစားရှိခင်တဲ့ဗိုလ်ချုပ်အောက်ဆန်းကိုတတ်တဲ့ကလုံဦးစောကိုရှောက်ရှတည်တံပေးအပ်ခဲ့တယ်လို့ ပြည်သူလေးစားရှိခင်နဲ့ဘိုးကျော်အောင်စံသမီးဒေါ်အောင်စန်းစုကြည်ရဲ့ဘဝကိုတတ်တလို့နှိရှိနေရင်အကျေကျုပ်ချထားတဲ့ဘလူးတန်းရွှေကိုလည်းရှုပ်ရှားတည်တံပေးဖို့တင်ပါတယ်အေးရကန်ဆောင်နှစ်ပြည်မှာရှိတဲ့ဒေါ်ဝါဝဝင်းရွှေရဲ့ဟိုတယ်မှာအာနာရှင်တွေအားကိုနဲ့ဒုစရိုက်ပေါင်းစုံဖွင့်ပြခဲ့ရာလွမြောက်နယ်မြေဖြစ်နေပြီးအာနာရှင်တွေကိုယ်တိုင်ဟိုတယ်မယ်လေးတွေနဲ့ပျော်ပါးရနေရာလေးဖြစ်နေပါဗျ။ ဒါအပြင်ကိုတေဇရဲ့အဖာကောင်းမှုကြောင့်ဘူတန်းရွှေရဲ့မြည်လေးမူးယစ်ဆွေးဆွဲတဲ့အခါကျမှအာနာရှေဘူတန်းရွှေလည်းမျက်ပြူစားရတဲ့ဘဝအထည်ဖြစ်ခဲ့ပါတော့တယ်။မာဆာလာခိကအင်းရကန်ဆောင်အင်းရကန်ဟိုတယ်မှာဥနေဝင်းရဲ့သမီးတွေဟာ နိုင်ကလပ်ပွဲပျော်ရှင်စွာဆင်နွဲမြူတူခဲ့လို့ဥနေဝင်သောတပုံထသွားရောက်ကြံခဲ့ရမှာတန်တမန်တွေနဲ့ DY တမများပြေးသူပြေးပုံသူပုံရုပ်ပြက်ဆင်ပြက်ဖြစ်ခဲ့ရတဲ့ဖြစ်စဉ်တွေကိုလည်းအင်အားကန့်ကြီးကသိရှိပြီးပုံရိပ်ထင်ခဲ့ပါတယ်ဒေါခင်ဆာနာဝင်းဟာသူမစီးလာတဲ့ကားနဲ့ရဲကျောက်ဆန်တဲ့ရဲ့တမီစီးလာတဲ့ကားရုတ်တရက်တိုက်ခံရစဉ်မှာဒေါခင်ဆာနာဝင်းကကိုခင်ညွန့်ကြိလုပ်ပေးပါအောင်ဆိုပြီးတိုက်တဲ့အပြင် ဥနေဝင်းကခင်ညွန့်ငါမသေးသေးဘူးလို့ငေါင်ငန်းတဲ့အတွက်ရဲကျုပ်စံသိန်းခမားစပိန်တန်အမတ်ကြီးအဖြစ်နှင်ထုတ်ခြင်းကိုခံလာရပါတယ်။ဒီဖြစ်စဉ်ကိုသိနေတဲ့နောက်တက်လာတဲ့ရဲကျုပ်ဗိုလ်မှူးကြီးဆိုဝင်းဟာဥနေဝင်းကြီးတွေကို အစွမ်းကုန်ဖားပြီးအကာအကွယ်ပေးတာမို့ ဥနယ်ဝင်မြီးတွေကလည်းရဲတွေအတွက်ဝစ်စုံရှုပ်ပြီးငွေကြေးအင်အားပံ့ပိုးခဲ့ကြလို့ရန်ကုန်မြို့မှာတရားဥပဒေမဲ့ကြမ်းကြင်နိုင်ကြမ်းရမ်းကျင်နိုင်ရန်တောင်းကြမ်းကြတာကြောင့်သူတို့စီးလာတဲ့ကဆိုရင်ဝေးဝေးကရှောင်ကြရပါတယ်။အဲဒီနောက်ဥနယ်ဝင်ဆက်သိမ်းတဲ့အရှိန်မှာဘုံမူကြီးဆိုးဝင်းကိုတန်းဖြုတ်ခဲ့ပါတော့တယ်။အလားတူတာနာကလေတရင်ဟာဥနေဝင်းရဲ့အနီးကပ်လုံးကျုံရဲ့တာဝန်ယူရတဲ့တရင်ဖြစ်ပါတယ်။ တက်ရင်မူဒုတိယပုံမူကြီးကျော်မြင့်ဟာဥနေဝင်အရှိန်အဝါသုံးကတိုင်းစစ်ဌာနချုပ်အစည်းအဝေးတွေမှာတောင်းအဖေကြီးဥနေဝင်နေမကောင်းလို့အကြောင်းပြကမထီမဲ့မြင်လုပ်တဲ့အရှိအနေရှိပါတယ်။အဲ့ဒီတက်ရင်ကစစ်တီတွေနဲ့ပြဿနာဖြစ်တာဖြစ်တဲ့သူဟာဘလောက်မှန်မှန်အရှုံးနဲ့ရင်ဆိုင်ရဆမြင်မှုရန်ကုန်တိုင်းစစ်ဌာနချုပ်တက်ရှင်းတူရာတောင်တာနာကလေးတက်ရင်အနေနဲ့အခွင့်အူးခံရရှိသူများဖြစ်နေကြပါတယ်။ ဥနေဝင်မြီးတွေကိုအာနာသိမ့်ရန်ကြံစီမှုအတွက်အရေးယူတာမဖြစ်ပွားခင်လေးမှာဥနေဝင်မြီးတွေရဲ့မြောက်စားမှုကြောင့်အဲ့ဒီစစ်တီတွေကိုအကောင်စားစစ်ဝတ်စုံများရှုပ်ပေးပြီးငပလီမာတောင်အပန်းဖြေခွေပေးခဲ့ပါတယ်ဒါပေမဲ့ဥနေဝင်ရဲ့မြီးတွေကိုအေးအေးယူလိုက်တဲ့အခါမှာတာနာကလေးတရင်တရင်လုံးကိုတမဆတိရဲမွန်တို့မိမကလေးတွေပါမကြံအောင်အရှုပ်ကားများနဲ့ပို့လိုက်ပြီးစကြောရဲ့အထက်ထက်ဝင်ကထောင်ချသူရှာ ကြံသူများကိုကြောက်တန်းရှိလွင်ဒီကောင်နေမြေသို့တလိမ့်ဆန်များတပ်ဖွဲ့နှင်ထုတ်ခဲ့ပါသည်။တဖန်ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဒေါအောင်ဆန်းစုကြည်ကိုဆက်အာနာရှင်များကကြောက်ရွံ့ပြီးသူမကိုမလိုမုံထားပြိုင်ပတ်အဖြစ်သတ်မှတ်နေတဲ့ဥနေဝင်းရဲ့သမီးဒေါခင်ဆန္နာဝင်းဟာမနာလိုမရှုစိတ်ဖြစ်ခဲ့ပြီးဒေါအောင်ဆန်းစုကြည်ကိုတတိရှိရင်တနက်ရှင်းပြိုင်ပစ်မလားလို့တောင်းစိန်ခေါ်ခဲ့ဘူးပါတယ်။ ဒေါခင်ဆန္နာဝင်းဟာဥနေဝင်းကိုနောက်ွယ်ကကြိုးကင်နေသူဖြစ်ပြီးသူသားတွေရဲ့အာနာသိရေးစီမံချက်ကိုဖန်တီးဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။အဓိကအကြောင်းရင်းနောက်တစ်ချက်ကဒေါခင်ဆန္နာဝင်းဟာဘိုကင်ညွန့်အပေါ်ဩစာလွှမ်းမိုးနေပြီးသူမသားတွေရဲ့ဆက်သွယ်ရေးကြိုးတူဖုန်းကိစ္စကိုနာဝတာကမလိုက်ရောခဲ့လို့မကြေမနက်ဖြစ်ခဲ့ကြပါဗျ။ သူမရဲ့သားတွေဟာတယ်လီဖုန်းကိစ္စနဲ့ပတ်သက်ပြီးပြည်သူလူထုထံကဖုန်းတလုံးကိုကျန်းဝင်၅သိန်းကြိုတင်ကောက်ခံထားရာထုံငွေများကိုပြန်အမ်းပေးရတဲ့လုံပိုင်ခွင့်ကိုနာဝတာကရုတ်သိမ်းလိုက်ရကစတင်ပရိပခါဖြစ်ခဲ့ကြပါတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဆက်သွယ်ရေးနဲ့ဂျင်းနန်းစာတိုင်းဝင်ကြီးဗိုလ်မှူးချုပ်ဝင်တင်ကိုလည်းနာဝတာကဖြုတ်ပစ်လိုက်ပါတယ်။အခုအခါမှာတော့ဒေါခင်ဆန္နာဝင်းဟာသူမပြိုင်ဘက်လို့သဘောထားခဲ့တဲ့ဒေါအောင်ဆန်းစုကြည်နဲ့ အင်းရကန်ဆောင်ရဲ့တစ်ဖက်တစ်ချက်စီမှာအကြေကျုပ်ကြခံဆံမြန်းနေရလို့တံဝေကယူစရာကောင်းလာပါတယ်။ဥနေဝင်သေးဆုံးတဲ့အခါမှာအလောင်းကိုမီးရှို့ပစ်ပြီးရမဆိုင်ပဲရေထဲကို မျောရှခိုင်းလိုက်တာကလည်းတရားကျစရာကောင်းလာပါတယ်။အာနာရှင်တွေရဲ့ဇသိမ့်ပုံကိုတတိတံဝေကယူပြီးတမတော်သားများအနေနဲ့မတရားတဲ့အမိန့်နဲ့ ဖောက်ပြန်နေကြတဲ့စစ်အာဏာရှင်တွေရဲ့လက်အောက်မှာဆက်လက်ရပ်တည်နေကြမယ်ဆိုရင်တမိုင်းတက်ခတ်ခံရကရဲဘော်တွေတေတော်ငရဲလားမြေဖြစ်ကြောင်းစင်ကျင်သုံးသပ်နိုင်ရန်တင်ပြလိုက်ရပါတယ်ရှင်။